မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြစ်ချီလမ်းပိုင်းနဲ့မြိုင်ပခုတ်ကူလမ်းပိုင်းတို့မှာပြူစောထင်းများလိုက်ပါလာတဲ့ကားတစ်စီးနဲ့စစ်တပ်ရိတ်ခါပုတ်ရင်းနှန်းကိုတိုက်ခတ်ရောက်စစ်ကောင်စီတပ်သား15ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ9ရက်နေ့မနက်9နာရီကမှပခုတ်ကူမြစ်ချီလမ်းခွဲကနေပြီးတော့ကောင်းဆက်ဝိုင်းစီဆိုင်အနီးကိုအောင်သာပြူစောထင်းရွာကပြူစောထင်းစစ်တပ်ဦးဟာ ပခော့ကူတက်မှတရတိတ်ကိုအစည်းဝေးတက်ရောက်ရန်ကားနဲ့ထွက်ခွာလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက စောက်ချိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအောင်သာပြူစောတိဒုခေါင်းဆောင်နိုင်ဝင်းနဲ့တမတရတက်ကပြူစောတိတင်နန်းဆရာအပါဝင်ရှေဦးသိဆုံးသွားပြီးတော့၎င်းတို့စီးနေလာတဲ့ကားဟာလည်းတိမ်းမောက်သွားတယ်လို့သိရပါတယ်အဲ့ဒီကားကိုတမတရတက်ကအချမ်းမဆစ်ကောင်းစီတပ်သားများကကရိန်းကားနဲ့လာရောက်ပြီးတော့တယ်ဆောင်သွားတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားပြီးတော့အချမ်းမဆစ်ကောင်းစီဘက်ကစစ်ကူများရောက်ရှိလာတဲ့အတွက်ကြောင့်ပြူစောတိများရဲ့လက်နက်ခဲယမ်းများကိုသိမ်းယူနိုင်ခြင်းမရှိဘဲတော်လိုင်းတပ်ဖွဲ့များအထိကိမရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲအဲ့ဒီနေ့မွန်လယ်နှစ်နာရီကမှာ ပခုတ်ကူကနေမြိုင်ဘက်ကိုရိတ်ခါပို့ရန်ထွက်လာတဲ့အင်အား200နီးပါးပါတဲ့အကြမ်းဖက်ဆက်တဲ့ရင်နန်းကိုတော်လိုင်းတပ်ဖွဲ့များကမြိုင်ပခုတ်ကူလမ်းမိုက်တနေရာမှာဂျားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့ ထိပ်ပိတ်တိုက်ပွဲ45မိနစ်ခန့်ဖြစ်ပွားခဲ့ကအကြမ်းဖက်စစ်တပ်ကခုနှစ်ဦးသေဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာမြန်မြုပ်ဘက်ကိုဆက်လက်ဦးတည်နေပြီးတော့တော်လိုက်တပ်ဖွဲ့များနဲ့မကြာခဏထိပ်ပိတ်မှုများဖြစ်ပွားနေတဲ့အတွက်ပြည်သူများအနေနဲ့စီရင်သတိနဲ့သွာလာနေထိုင်ပေးကြပါရန်မြိုင်ပကဖကသတိပေးပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုပကဖအမှတ်၁တိုင်ရင်မြိုင်ပကဖပောက်ပကဖကမ္မတပ်ပေါင်းစုပခုတ်ကူခရိုင်အမှတ်၁၆ခွန်းတိုက်ရင်များ PPDF PLC တပ်ဖွဲ့ A+ တပ်ဖွဲ့ အရှေ့ပိုင်းဇုံကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့မှာ EPC ရုံးဆောင်လုပ်နေတဲ့ခမရ116တိုင်ရင်ကတက်ကြက်စိန်တန်းကိုပြစ်ခတ်တိုက်ခတ်ရတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ9ရက်နေ့မနက်7:30မိနစ်ခန့်မှာပသိမ်ကြီးမြို့ EPC ရုံးဆောင်လုပ်နေတဲ့ ခမရ116တရင်ကတက်ကြစိန်တန်းဟာမြင်းဆိုင်လမ်းပိုင်းမှာစစ်ယူနီဖောင်းနဲ့တွာလာနေတဲ့အချိန်တော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာတက်ကြစိန်တန်းဟာတနက်ချီထိမှန်ပြီးတော့နေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမသိင်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော်လိုင်းရဲဘော်များကပြစ်လုခဲ့ခြင်းဖြစ်ပြီးတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ အပ်ဒိတ်ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းရင်းမာပင်မြို့ပေါ်မှာအကြမ်းဖက်ဆက်တက်တဆွဲထားတဲ့ခရိုင်ရဲစခန်းစူပောင်းယုံရဲကင်းဘန်ကာနဲ့ခရိုင်ရဲမှုနေအိမ်တို့ကို၂ရက်ဆက်တိုက် drone နဲ့ဘုံကျဲတက်ခတ်ရာစစ်ကောင်စီဘက်ကထိခိုက်မှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၄ရက်နေ့မနက်ပိုင်းမှာရင်းမာပင်မြို့ပေါ်မှာအကြမ်းဖက်ဆက်တက်တဆွဲထားတဲ့စူပောင်းယုံရဲကင်းဘန်ကာခရိုင်ရဲမှုနေအိမ်နဲ့လွတ်လပ်ရေးနေကျင်းပနေတဲ့နေရာတို့ကိုတော်လိုင်းတပ်ဖွဲ့များက ဒပြိုင်နက်ထဲ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုများစွာရှိခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ9ရက်နေ့မှာလည်းမနက်ပိုင်းကစတင်ပြီးတော့ရင်းမာပင်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့စုပေါင်းယုံခရိုင်ရဲမှုနေအိမ်နဲ့ခရိုင်ရဲစခန်းတို့ကိုတော်လိုက်တပ်ဖွဲ့များက drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်သားရဲနဲ့ပြူစောထိအများပြားထိခိုက်မှုရှိပြီးတော့ ခရိုင်ရဲမှုရဲ့တားဖြတ်သူဟာလဲဒဏ်ရာတွေပြင်းထန်စွာရရှိသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှု၂ရက်တာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုများပြားခဲ့ခြင်းကြောင့်ဇန်နဝါရီလ9ရက်နေ့မနက်7:00နာရီကမှအကြမ်းဖက်စစ်ကောင်စီတပ်သားများကရင်းမာပင်မြို့အနီးမှာရှိတဲ့မြို့သစ်ကြေးရွာကိုဝင်ရောက်စီးနင်းပြီးတော့ပြည်သူဝိုင်းနေအိမ်နှလုံးစံစမားနဲ့နွားစာတူလောင်နဲ့အဆောက်အဦ၄လုံး ထွက်ဆက်တစ်စီးနွားစာဆင်းဆက်တစ်ခုစိုက်ကယ်တစ်စီးစပိတ်နှစ်စီးတို့ကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုနေစီမချဇာမနီပြောက်ကြားရင်းမာပင် drone တပ်ဖွဲ့ရင်းမာပင် KI drone တပ်ဖွဲ့ရင်းမာပင် KI တိုက်ရင်တစ်ဆက်ခွန်30ခွန်ဘျူဟာ43 40ခွန်ဆလင်းကြီး special task force ရင်းမာပင် KI တိုက်ရင်26တပ်ခွဲ1 golden star force တော်ကြီးကန်အလာဝကတော်သားကြီး BD ငညို SBDF အညာ fighter ပြည်သူအလုံးရဲ့ PK GZ Fighter LBDF နဲ့ Next Generation Hope အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်မှာစစ်ကောင်စီဘက်ကရဲဝန်ထမ်းတအုပ်ပါဝင်တဲ့ဓမြတိုက်လူသက်မရင်းမှုကျူးလွန်ခဲ့သူ၃ဦးကိုဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖမ်းဆီးရမိသူ၃ဦးဟာအောင်နိုင်ဆုံးအသက်44နှစ်၊ကိုရဲဟိန်အသက်52နှစ်နဲ့ဇင်မင်းပိုင်အသက်29နှစ်တို့ဖြစ်ကြပြီးတော့ဝေဖြိုးအောင်ငဖြိုးအသားတို့ဇွဲပိုင်ထွန်းဆိုတဲ့၄ဦးကိုတော့ဖမ်းမမိသေးဘူးလို့ပြောပါရတယ်။ ဖမ်းမိတဲ့သူတွေတဲကအောင်နိုင်စိုးဆိုသူဟာစစ်ကောင်စီလက်အောက်ခံရဲစခန်းကကိုပိုင်အမှတ်1922တက်ကြွကြီးစရေးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဝန်ထမ်းဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တီမောမျိုး A3 လုံးဓာတ်စီဆိုင်ရှိဆန်ဆက်ယုံကိုဓမြတိုက်တဲ့အမှုနဲ့အမျိုးသမီးတအုပ်ကိုမရင်းကျင်ပြီးတော့တပ်ဖြတ်ခဲ့သူခွန်နာဦးတဲက3ဦးကိုပလောင်ပြင်းနဲ့လွတ်မြောက်ရေးတပ်ဦး PSLF TNL ရဲ့တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ19ရက်နေ့ကဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့တီမောမျိုးကိုစစ်ကောင်စီတွေအုပ်ချုပ်တဲ့အချိန်တုန်းက ကျူးလွန်ခဲ့တဲ့အမှုတွေဖြစ်တယ်လို့ဆိုပါရယ်သူတို့နဲ့အတူ RPG 7ဒုံးဒီတလုံးစကားပြောဆက်အထိုင်တလုံး MA 3G 48တောင်းဆက်လက်ကြီး19တောင်း60မမ3လုံး M9 နှလုံး M9 Fuse 9ခု ဘိန်းဖြူတဘူးဘက်ထရီ W 2800 mAh တလုံးရမဘူးကုန်အလုံး20ဒရိုတလက်တို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိတဲ့သူတွေကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ရဲ့တီဘောမြို့တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးတော့အမှုကျူးလွန်ပြီးတော့လွတ်မြောက်နေတဲ့၄ဦးကိုလည်းအញ្ញံဆုံးစုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက်လုံဆောင်နေစေဖြစ်တယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်ဇရက်လာရွာကိုစစ်ကြောင်း၃ကြောင်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာ စစ်တပ်ဘက်က6ဦးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့မှာဆက်လင်းမြို့နယ်ကနေဇရက်လာရွာကိုဥတီပြီးတော့ထွက်ခွာလာတဲ့အင်အား150ဝန်းကျင်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်း3ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးထက်မနည်းတိတ်ဆုံပြီးတော့15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်ကောင်စီနဲ့နီးစပ်တဲ့အတိုင်းဝိုင်းထံကနေအတည်ပြုနိုင်ခဲ့တယ်လို့သိရပါတယ်။ ၎င်းတိုက်ခိုက်မှုကိုမင်းမှုခရိုင်အမတ်တတရင် drone အဖွဲ့နဲ့မကွေးတိုင်းတိုင်းလက်ရုံ drone အဖွဲ့တို့ကပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းမှုခရိုင်အမတ်တရင်ဟာအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဆက်လက်ပြီးတော့စ조사တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းမှာတောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့အရှိပိုင်းကိုအကြမ်းဖက်စစ်တပ်က Y12 ၄ရင်းနဲ့ဘုံသီးအလုံးကြီး30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ၈ရက်နေ့မိုးလဲတနအိကမှာမိုးကုတ်မြို့အရှိပိုင်းမှာရှိတဲ့ကောက်ကွင်းကြောက်လုတ်ကွက်နဲ့မစိုးရင်ကျောင်းတို့ကိုအကြမ်းဖက်စစ်တပ်က Y12 ၄ရင်းနဲ့ဘုံသီးအလုံးကြီး30ကျော်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်မိုးကုတ်အရှိပိုင်း ခေါက်ကွေးကြောက်လောက်ကွက်နဲ့မစိုးရင်ကြောင်းကို Y12 နဲ့ဘုံလာကျဲသွားတာထိခိုက်ပျက်စီးမှုတွေကတော့တိတ်တိတ်ချာချာမသိရသေးပါဘူးဘုံသီးကအလုံးကြီး30ကျော်တဲ့အဓိကပြတ်မှတ်ကခေါက်ကွင်းညောင်သုံးပင်နေရာတွေပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်မိုးကုံမြို့ကို2024ခုနှစ်ဇွန်လ25ရက်နေ့မှာတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးတော့နိုဝင်ဘာလ17ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကမိုးကုံမြို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား16ဦးအမျိုးသမီး4ဦးတေဆုံးခဲ့ပြီးတော့73ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ